ခွေးဟာဝတ်တရားမစင်ဟာသူတို့အတွက်အစားစရာပါပဲလူအနေနဲ့ကြည့်ရင်ယွန်စရာဖြစ်ပါတယ်ဒီလိုပါပဲတော်လန်ရေးဓမ္မကောင်းတွေဓမ္မသူရေကောင်းတွေပညာရှင်တွေအတွက်ဟာအာနာရှင်နဲ့ပေါင်းဆိုင်ရခြင်းဟာခွေးတွေဝတ်တွေစားတဲ့မစင်ပါပဲယွန်ရှာရမယ်အဲ့ဒီယွန်ရှာတဲ့စိတ်မရှိရင်လူအသိဉာဏ်ပျောက်ဆုံးသွားလို့ဖြစ်ပါတယ်ဆရာတော်ဘုရားတက်ရှိကြမှာအနာကင်းရှင်းပါစေတပည့်တော်မှာမေခွန်းမေရှောက်ခွင့်ပြုပါဘုရား တပည့်တော်တို့သာသနာအဆုံးမမှာတိခန့်ခြင်းဆိုတာလောဘဒေါသမောဟအညစ်အကြေးတွေကိုတိခန့်ရမယ်ဆိုပြီးမြတ်စွာဘုရားကိုတော့ကိုတော်တိုင်ဟောပြဟောပြောဟောကြားခဲ့ပါတယ်အခုမဘာသာတွေဖုန်းကြီးတွေကဗျူစောတိတင်နံပေးတာတွေကို ဖုန်းကြီး၃သိန်းကျော်ကဖုန်းကြီးအချင်းချင်းဆုံးမပိုင်ပြောဆိုပိုင်ခွင့်ရှိရှိလားဖရာဒါကတိခန့်ခြင်းတရားဆိုပြီးဖုန်းကြီးအချင်းချင်းမဆုံးမပဲနှုတ်ပိတ်နေကြသလားဆိုတာ ကြည့်ကြပါလေရှင်ဗျာဟောကြားပြီးတော့မှာရှင်ဗျာဒီလိုနိုင်ငံကမိခွင့်ရှင်မေးတယ်လို့ပေါ့နော်ဒီခန္ဒီတရားတွေကအတိတ်တွေဖွင့်နေကြတာအမြဲတမ်းမှားရင်းပါတယ်မြန်မာပြည်မှာယခန္ဒီစမဏ္ဍရေးတိခန့်ရင်းဒီ၎င်းဆိုပြီးတော့ပောက်တကရတွေဖြစ်နေကြတာပါတကယ်တမ်းကျတော့ခန္ဒီပရမန်တပောတိဋ္ဌခာအကျင့်တွေထဲမှာခန္ဒီတရားဟာအမြင့်မြတ်ဆုံးတော့အကျင့်ပါပဲလို့ဗုဒ္ဓကဟောထားပါတယ် ဘုရားပြောတဲ့ခန္ဒီရဲ့အတိတ်တွေကိုတော့နားလည်ကြဖို့အရေးကြီးပါတယ်။ဥပမာအဖြစ်ပြောမယ်ဟေ့ဆိုရင်ဘုရောင်ဆန်းဟာဦးဇင်းတို့နိုင်ငံသားတွေရဲ့လွတ်လပ်ရေးရရမယ်လွတ်လပ်ရေးရအောင်ယူပေးမယ်ဟေ့ဆိုတဲ့တချောင်းတည်းတော့စိတ်သူ့ရဲ့ဒီပန်းနိုင်ရအတွက်လောကရန်တရားတွေနဲ့ယဉ်ဆိုင်လာရတဲ့အခါမှာဖုတ်တတ်တလောကဓမ္မီစိတ်တန်ရတ္တနတ်ကံပတိပဲမတုံ့လှုပ်ဘူးမရင်းရိုင်ဘူးမိဘရှင်ပြောတယ်လို့ လောဘအလိုနောက်တွေမလိုက်ဘူးဒေါသအလိုနောက်တွေမလိုက်ဘူးခဏကပြောခဲ့တယ်မှားယဉ်မှုတွေနောက်တွေမလိုက်ဘူးလာပြီးတော့လက်လက်ပဲတွေနဲ့မြူဆွဲပူကြောအောင်စမ်းမလိုက်သွားဘူးဒါကြောင့်မလို့ထောက်ဖို့တွေကိစ္စတွေသူလုံးတဲ့အခါမှာဒီလူတွေကလူကြတယ်ဒါထောက်ဖို့အတွက်ဒါကတော့ပူကြောအောင်စမ်းတွက်ဟေ့ဆိုပြီးဖလားတစ်လုံးနဲ့လူကြတယ်ပူကြောအောင်စမ်းကသူ့အတွက်ဖလားကိုပါထောက်ဖို့တွေမှာပေါင်းထည့်ပြီးတော့ဒီလိုမျိုးတော်လှန်ပါတယ်နော်အင်မတန်မှဖြောင်းမှတ်ပါတယ်ဒါကြောင့်မလို့ အများကလည်းသူ့ရဲ့ဖြောင်းမတ်မှုကိုယုံကြည်ကြတာဖြစ်ပါတယ်။ဒါကြောင့်ပြောချင်တာအရာကမိမိရဲ့မတရားလိုချင်တဲ့လောဘကိုလည်းချိန်ရပါတယ်။ဒါကြောင့်မရင်းရင်သွားတဲ့စိတ်ဒီအရာတွေပတ်သက်ပြီးတော့ဆင်းရဲမှုမွန်ကျက်မှုအမျိုးဆုံးကြံတဲ့လောကရန်တွေကြောင့်ကိုယ်လာပြီးတော့ချီးမြှောက်မှုနော်အကျော်စိုးတွေဒါတွေနဲ့ပတ်သက်ပြီးတော့မရင်းရင်သွားဘူးရကိုရမယ်ဟိဆိုတဲ့တချောင်းလေးတော့စိတ်ရောက်အောင်သွားတဲ့အစင်းရခံနိုင်မှုဒါတွေဟာခံတီးပါပဲ။ နော်ဘုန်းကြီးတွေပြောနေတဲ့အာတိကံ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 မနိုင်လို့တိကံခိုင်းနေတဲ့ကိစ္စမဟုတ်ပါဘူးမိမိတို့နိဗ္ဗာန်ကိုသွားကျင်နေဟေ့ဆိုရင်လည်းပဲနိဗ္ဗာန်မှာကုဏကပြုတ်ခဲ့တဲ့တမှုရတစ္ဆာရဲ့ခိုင်းစီရဲ့ကြောင့်လောဘတွေဒေါသတွေမောဟတွေကိလေသာတရားတွေကနေပြီးတော့ကိုယ့်ကိုလဲစားလဲပတ်နေတဲ့အရာတွေကနေပြီးတော့ကိုကတိခံပြီးတော့နေနိုင်တာပါနော်သူကိုယ်ကိုခိုင်းလို့မရတော့တာပါလောဘကကိုယ်ခိုင်းလို့မရတော့တာဒေါသကခိုင်းလို့မရတော့တာမောဟကခိုင်းလို့မရတော့တာ ဟိုသွားကျင်တာအေးချင်းမှုနိဗ္ဗာန်ပဲဒါတွေကတော့အပူပဲအပူအေးကိုခွဲရသည့်တွားတာပဲအေးကိုလိုချင်ရင်ဒီအပူတွေရဲ့ခိုင်းစီမှုကိုမိမိတို့ကမလုပ်ဘဲနဲ့တိခတ်ပြီးနေနိုင်ရပါဘူးလောဘအလိုမလိုက်ရပါဘူးဒေါရအလိုမလိုက်ရပါဘူးမောဟအလိုမလိုက်ရပါဘူးမာနအလိုမလိုက်ရပါဘူးဒါကြောင့်မလို့လောကီလောကုတ္တရာဘုရားဟာစနစ်တကျကိုသွားမဲ့ပန်းတိုင်ကို ရောက်ဖို့အတွက်လောကဒဏ်တရားတွေဒါတွေဒါတွေကိုမတုံ့လောက်တဲ့ဥစ္စာကိုပြောတာပါ ယနေ့ဘုန်းကြီးတွေကတော့ယနေ့ပြူစောရီတွေခုနကပြောခဲ့တဲ့တိတဲ့အတိုင်းပဲနော်ယနေ့အာနာရှင်ကိုတွန်းလှန်ဖို့မိမိတို့ရဲ့လိုချင်တဲ့ပန်းတိုင်းအာနာရှင်ဘုရားကအောက်ကနေလွမြောက်ဖို့နော်ခုနကပြောခဲ့တဲ့ဂျုံဖြစ်ကနေလွမြောက်ဖို့စစ်ဂျုံဖြစ်ကလွမြောက်ဖို့ဟေ့ဆိုတာကြိုးစားရမှာကို့မှာပန်းနိုင်ရင်တော့ဒီပန်းနိုင်အတွက်ကျင်းရမယ်ဒုက္ခရောက်မယ်နော်ယနေ့ဟေ့ဆိုတာပြည်တဲ့တွေဒုက္ခရောက်တာပေါ့အများကြီးတာတွန်းလှန်ကြရတာအသက်ပေးဘဝပေးခြေလက်အင်္ဂါအကုန်စွန့်ပြီးတော့ ိုက်ပွဲဝင်ရရတာနော်ဘာလို့လဲခုနပြတဲ့ကိုယ်နိုင်ငံကြီးဟာဓမ္မကွယ်တဲ့တိုင်းပြည်ဖြစ်နေပြီအာရမနိုင်ငံကြီးဖြစ်နေပြီဒီတိုင်းဆက်သွားရင်သားစဉ်မြေဆက်အာရမနိုင်ငံကြီးနဲ့ကျုံဘဝနဲ့ပညာရေးဓမ္မရေးစီဝါရေးဆက်ဆက်ရရပျက်စီးယိုယွင်းပြီးတော့ဒုက္ခရောက်ကြမယ်ဒါကိုမြင်ပြီးတော့ဆွန့်လွတ်ကြတာဖြစ်ပါတယ်ကိုယ့်ရဲ့ရပိုင်ဝင်တွေကိုဆွန့်လွတ်ပြီးတီးခန့်ပြီးတော့မိမိတို့ရဲ့မြင့်မြတ်တဲ့ရင်ထဲမှာမြင့်မြတ်တဲ့အကျင့်တွေ ငါတို့စာရိတ္တတိလမရင်ရင်ဘူးအာနာရှင်နဲ့ပေါ့မစားဘူးတရားအောက်တန်းကြရတယ်ခွေးဟာဝတ်တရားမစင်ဟာတို့တို့အစားစရာပါပဲလူအနေနဲ့ကြည့်ရင်ယွန်စရာ ဖြစ်ပါတယ်ဒီလိုပါပဲတော်လန်ရေးဓမ္မကောင်းတွေဓမ္မသူရေကောင်းတွေပညာရှင်တွေအတွက်ဟာအာနာရှင်နဲ့ပေါ့ဆာရခြင်းဟာခွေးတွေဝတ်တွေစားတယ်မစင်ပါပဲယွန်ရှာရမယ်အဲ့ဒီယွန်ရှာတဲ့စိတ်မရှိရင်လူအသိဉာဏ်ပျောက်ဆုံးသွားလို့ဖြစ်ပါတယ်အဲ့ဒါတွေကိုမြင်ပြီးတော့ ကိုသွားလို့တဲ့လွတ်လည်ရေးပန်းနိုင်တကူတဲကိုရောက်အောင်ကိုနကသူများတွေလို့ပျော်ရွှင်နေတာတွေကခုံရင်နေတာတွေနော်အကြောင်းကြီးပေါ်မှာမွေးတွေဝဲကြီးတွေလှုပ်ပြီးတော့မင်းသားတွေနဲ့ကကျင်တာတွေဒီစိတ်တွေဟာအောက်တန်းစားစိတ်တွေပါအဲ့ဒီလိုဥစ္စာတွေကိုငါမပါဘူးဆိုတဲ့တီးခံရပါတယ်ပျော်ရွှင်နေတဲ့စိတ်တွေကိုတီးခံရပါတယ်ကိုသွားခြင်းနဲ့ပန်းနိုင်ရတဲ့အရာရာဆွတ်လုပ်ပြီးတော့တီးခံတဲ့ဥစ္စာခန္တီပရမန်တဘောတိဒိဋ္ဌာဖြစ်ပါတယ်လို့ဖြစ်ကြပေးပါတယ်ကျေးဇူးတင်ပါတယ်